ပန်နိုင်ငံအနောက်တောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှာကယ်ဆယ်ရေးရဟတ်ရန်တစည်းပြက်ကြပြီးလူ3ဦးသေဆုံးခဲ့ကြောင်းဂျပန်ကမ်းခြေဆောင်တပ်ကထုတ်ပြန်ပါတယ်။ April 9ရက်မနက်ပိုင်းတုန်းကကမ်းခြေဆောင်တပ်ရဲ့ကြေညာချက်မှာတော့ရဟတ်ရန်ပေါ်ပါလာတဲ့လူနာတဦးနဲ့တခြား2ဦးတို့သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ရဟတ်ရန်မူသူနာပြုတဦးနဲ့ရဟတ်ရန်ဆက်ပြင်ဝန်ထမ်းတဦးကိုတော့ပင်လယ်ပြင်မှာကယ်ဆယ်နိုင်ခဲ့တယ်လို့ကမ်းခြေဆောင်တပ်ကပြောပါတယ်။သူတို့ကိုရှာတွေ့ချိန်မှာ3ဦးစလုံးကခန္ဓာကိုယ်အပူချိန်ကျဆင်းနေပေမဲ့ သတိရှိနေခဲ့ကြတယ်လို့ဆိုပါတယ်။သေဆုံးသူ၃ယောက်ရဲ့ရုပ်အလောင်းတွေကိုတော့ဂျပန်ပြည်ဆောင်တပ်ရဲ့ရဟတ်ယာဉ်တစ်စီးကရှာတွေ့ပြီးဆယ်ယူနိုင်ခဲ့ပါတယ်။သေဆုံးသူတွေက လူနာ၊လူနာရှင်နဲ့ဆရာဝန်တဦးတို့ဖြစ်ကြပါတယ်။ရဟတ်ယာဉ်ပြတ်ကျမှုသတင်းကိုရရချင်းဂျပန်ကမ်းခြေဆောက်တပ်ကလေယာဉ်၂စီးနဲ့တင်ပေါ်၃စီးကိုအခင်းဖြစ်တဲ့ရေပြင်စီဆေးလွှတ်ပြီးကယ်ဆယ်ရေးဆောင်ရွက်စေခဲ့ပါတယ်။လေယာဉ်ပြတ်ကျရတဲ့အကြောင်းရင်းကိုတော့မသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေသေးပါ။ အသက်86နှစ်အရွယ်လူနာအမျိုးသမီးတဦးကိုရဟတ်ရင်နဲ့တိုက်ဆောင်ရင်းနာဂါဆာကီကနေပြန်တက်ပြီးဖူကူအိုကာမှာရှိတဲ့ဈေးရုံတစ်ခုစီတွားရောက်ချင်းပြတ်ကျခဲ့တာလို့သိရပါတယ်ရှင်6နှစ်တာအတွင်းနိုင်ငံတကာမာရသွန်ပြိုင်ပွဲတစ်ခုကိုမြောက်ကိုရီးယားမှာပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့ပါတယ်ဒီကရက်သတင်းပတ်ကောင်ကနိုင်ငံရဲ့မြို့တော်ပျောင်ရမ်းမှာကျင်းပခဲ့တဲ့ပြိုင်ပွဲကြီးကို နိုင်ငံသားသားအပြေးသမား200လောက်ပါဝင်ရှင်ပြန်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ပြုံယန်းနိုင်ငံတကာမာရသွန်ကို1981ခုနှစ်ကစပြီးဧပြီလရောက်တိုင်းနိုင်ငံထူထောင်သူကင်အီဆွန်းရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဧပြီလ6ရက်နေ့မှာတကြော့ပြန်ကျင်းပတဲ့ပြိုင်ပွဲကြီးမတိုင်ခင်နောက်ဆုံးပြုံယန်းမာရသွန်ကတော့2019ခုနှစ်တုန်းကဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာကိုဗစ်ကပ်ရောဂါကရေကြောင့်ပြိုင်ပွဲကိုမကျင်းပဖြစ်ပေ 6နှစ်ကြာအဆက်ပြတ်သွားခဲ့တာပါ။နောက်ပိုင်းမှာတော့မြောက်ကိုရီးယားဟာနယ်စပ်တွေကိုပိတ်ထားရကနေတဖြည်းဖြည်းချင်းပြန်ဖွင့်လှစ်ပေးနေပြီးမနစ်ကစလို့ရုရှားကမ္ဘာလှည့်ခရီးသည်တွေကိုပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံသားတွေကိုတော့ကိုဗစ်ကာလမတန်ခင်တုန်းကလိုပဲကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတခုကတာဝန်ယူစီစစ်ဆူဆောင်းပေးခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံဘေကျင်းမြို့တော်အခြေဆိုင်ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတခုက မာရသွန်မှာပါဝင်ရှင်ပြိုင်တာအပါဝင်6ရက်ကြာလေးပတ်ခရီးစဉ်အတွက်လေရင်လက်မှတ်ဖိုးတွေအပါ2406ဒေါ်လာတဲ့ package တစ်ခုကိုစီစဉ်ရောင်းချပေးခဲ့ပါတယ်။ပြုံရမ်းမာရသွန်အတွက်သတ်မှတ်ထားတဲ့ပြည်လမ်းကိုတော့ Kim Il Sung အားကစားရုံအောင်ပွဲမဟုတ်ဦးစတဲ့အထိမ်းအမှတ်နေရာတွေအပြင်မြို့ရဲ့လူနေရပ်ကွက်တွေကိုပါဖျက်ဆီးပြီးသတ်မှတ်ထားခဲ့တာပါ။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာတော့မာရသွန်ပြိုင်ပွဲရဲ့တာထွက်တဲ့ပန်းဝင်နေရာဖြစ်တဲ့အားကစားရုံကြီးမှာ ပရိသတ်တွေပွဲကြည့်စဉ်အပြစ်လာရောက်အားပေးနေတယ်လို့ရွှေရောင်ဆက်ကူအလံတွေဟွေရမ်းနေကြတာကိုတွေ့ရပါတယ်။မာရသွန်ပြိုင်ပွဲမှာဘသူတွေအနိုင်ရခဲ့ကြသလဲဆိုတာကိုတော့စီစဉ်ကျင်းပသူတွေကသတင်းအချက်အလက်တွေမထုတ်ပြန်ခဲ့ပါဘူး။မြောက်ကိုရီးယားဟာ2023နှစ်လလောက်ကစပြီးနေဆက်ပိတ်ဆို့မှုတွေကိုသတိကြီးကြီးနဲ့ပြန်လည်ဖြေလျှော့ပေးခဲ့ပါတယ်။ဖေဖော်ဝါရီလတုန်းကမြောက်ကိုရီးယားဟာနိုင်ငံရဲ့အရှိတ်အဝါမှာရှိပြီးဝေးလံခံတည်တဲ့အပန်းဖြေစခန်းမြို့ရာဆွန်မှာ အနောက်နိုင်ငံသားကမ္ဘာလက်ခီးသည်တွေဝင်ရောက်권ကိုပြန်လည်လက်ခံပေးခဲ့ပေမဲ့သတင်းပတ်တချို့အကြောင်းမှာအဲ့ဒီအစီအစဉ်ကိုပြန်လည်ဆိုင်းငံ့သွားခဲ့ပါတယ်ရှင်။ငလင်ဘေးအတွက်ပြည်ပနိုင်ငံတွေစီကနေဒေါ်လာသန်း၁၀ချီပမာဏအပြင်ပြည်တွင်းခရိုနီရေစီကအကျပ်136ဘီလီယံကျော်အလွန်ငွေရထားတဲ့စစ်ကောင်စီကငလင်တန်းကြောင့်ထိခိုက်သိမ်းဆုံးသူတွေအတွက် တအူးကိုကြက်ဆယ်သိန်းစီထောက်ပံ့ပေးသွားမယ်ဆိုတော့အာနာသိန်းကောင်းဆောင်ရဲ့ပြောစကားပေါ်ပြည်သူတွေကဝေဖန်နေကြပါတယ်။နေပြည်တော်မှာဧပြီ5ရက်ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာအာနာသိန်းကောင်းဆောင်မေအောင်လိုင်ကတေဆုံးသူတွေအတွက်တအူးကိုကြက်ဆယ်သိန်းစီနဲ့နေအိမ်တွေအတွက်ပျက်စီးမှုပေါ်မူတည်ပြီးထောက်ပံ့ပေးမယ်လို့ပြောဆိုခဲ့တာပါ။ကျမတို့ကအလူငွေမျှော်သူတွေမဟုတ်ဘူး။ဒါပေမဲ့ထောက်ပံ့မယ်ဆိုတဲ့ငွေပမာဏကတော်တော်ရုပ်ပေါက်တယ်။ နိုင်ငံတော်အဆင့်ကယ်ဆယ်ရေးမလုပ်ပေးလို့တေတာကပုံများတယ်လို့နေပြည်တော်ကဝန်ထမ်းတအူပြောပါတယ်။ငလင်ကြောင့်တည်ဆုံးသူ3354ဦးရှိပြီဖြစ်တယ်လို့စစ်ကောင်စီကဧပြီ5ရက်ညမှာထုတ်ပြန်ထားတာပါ။ဒါကြောင့်စစ်ကောင်စီကငလင်မှာတည်ဆုံးသူတွေအတွက်တအူးကို10သိန်းပေးမယ်ဆိုရင်စုစုပေါင်းကျပ်3.5ဘီလီယံကျော်ကျပ်သိန်း3500ကျော်သာရှိပါတယ်။စစ်ကောင်စီကငလင်လှုပ်ပြီးညနေပိုင်းမှာ ဘေးသင့်ဒေတာတွေကိုအရေးပေါ်အခြေအနေကြေညာပြီးအလှခံခဲ့ပါတယ်။ငလင်ဘေးသင့်ပြည်သူတွေအတွက်အလှငွေလက်ခံပွဲကိုနေပြည်တော်မှာဧပြီ၁ရက်နေ့ကပြုလုပ်ခဲ့ရမှာစီးပွားရေးလုပ်ငန်းရှင်ခရိုနီရေစီကနေအလှငွေကျပ်၁၄၄၄၄၄ဘီလီယံနဲ့အလှပစ္စည်းတန်ဖိုးကျပ်၁၂၄၄ဘီလီယံခန့်ရရှိခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြပါတယ်။တစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းငလင်ဘေးသင့်ပြည်သူတွေကိုကူညီထောက်ပံ့မှုလှုံ့ဆော်ခဲ့ရမှာ ဧပြီလ၄ရက်နေ့အထိမြို့နယ်24ခုအတွက်ကျပ်တသမာနှစ်ဘီလီယံကျော်ကျပ်သိန်း12000ကျော်ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးတော့ငလင်ဘေးတင်သူတွေဟာအရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေလိုနေပေမဲ့အာဏာသိမ်းစစ်ကောင်စီကနေထိရောက်တဲ့ကူညီမှုမရကြောင်းငလင်ဘေးကြုံခဲ့ရတဲ့ဒေသခံတွေကပြောပါရရှင်။ လေရန်ဘုံတီထုတ်လုပ်ရာကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစရီစီလျှက်စစ်တအားပေးနေတဲ့ဆလင်းမြို့တအားခွဲရုံကစစ်ကောင်စီတပ်ဖွဲ့ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့ဗမာတပ်တော်တော်လှန်ရေးအဖွဲ့ကဧပြီ6ရက်မနေ့ကအသိပေးထုတ်ပြန်လာပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ဆွဲထားရာတအားခွဲရုံကတော့မကွေးတိုင်းမင်းဘူးခရိုင်တဲကဆလင်းမြို့မှာရှိတဲ့တညောင်တအားခွဲရုံဖြစ်ပြီးမတ်လ31ရက်ကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်အဲ့ဒီတအားခွဲရုံကနေ မကွေးတိုင်းစေတုတ်တရားမြို့ဆေဖြူမြို့လောင်းရှင်မြို့တို့မှာရှိတဲ့ကပါစ20 21 25တို့နဲ့ဆေဖြူမှာခြေဆိုင်တဲ့အမှတ်ကို လေကြောင်းရံကကွယ်ရေးကိုကဲမှုစစ်စင်ရေးဌာနချုပ်ကိုလည်းဓာတ်အားပေးထားတယ်လို့ဗမာတပ်တော်ကဆိုပါတယ်အချက်လက်တွေအရတော့ကပါစ20ကလေကြောင်းရံကကွယ်ရေးလက်နက်ထုတ်ပြီးကပါစ21ကလေရင်ပုံထုတ်လုပ်တာပါကပါစ25ရဲ့အချက်လက်ကိုတော့မသိရပါဘူးဒီတက်ခိုက်မှုမှာတညောင်ဓာတ်အားကွယ်ရုံအတွင်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဘက်က အရာရှိနှစ်ဦးအပါဝင်တပ်ဖွဲ့ဝင်30ကျော်တိတ်ဆုံးတယ်လို့ဗမာတပ်တော်ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်တိတ်ဆုံးမှုတော့ People Spring အနေနဲ့တိကျအတိမပြုနိုင်ပါဘူး။စစ်ကောင်စီကငလင်တန်းကြောင့်ပြည်သူတွေထိခိုက်ဆုံးရှုံးမှုကြီးမားနေတဲ့အချိန်မှာမထောက်ထားမဆာနာပဲဘုံကျဲတိုက်ခိုက်မှုတွေကိုဆက်လုပ်နေတာကြောင့်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးအခုလိုတအားခွဲယုံကိုတိုက်ခိုက်တာလို့ဗမာတပ်တော်ကအသိပေးထားပါတယ်။တိုက်ခိုက်မှုအမှတ်တမ်းရုပ်သံအရာ လက်နက်ငယ်တွေပခုံးထက် RPG စိန်ပြောင်းတို့နဲ့ပြစ်ခတ်တိုက်ခိုက်တာကိုတွေ့ရတာပါတိုက်ပွဲက၄နာရီကျော်ကြာမြင့်ခဲ့ပြီးအပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဗမာတပ်တော်ကအသိပေးပါတယ်ဓာအားခွဲယုံထိခိုက်ပျက်စီးသွားပြီးနောက်ကပ္ပစာ20 21 25တို့နဲ့အမတ်ကိုလေချောင်းရံကာကွယ်ရေးကုတ်ကဲမှုစစ်စင်ရေးဌာနချုပ်တို့မှမိပြတ်သွားတယ်လို့လည်းဗမာတပ်တော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ် တိုက်ပွဲအပြီးမှာတော့တညောင်တအားခွဲယုံဤတဝိုက်ကိုစစ်ကောင်စီလေးတပ်ကဂျက်တိုက်လေရင်တုံးပြီးဘုံကျဲခဲ့တယ်လို့အသိပေးထားပါရှင်။